တို့ညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Aryan ဘက်ရေးသားတဲ့ The Fall of Paris အုပ်ကိုဆရာမြတ်တန်းတဲ့ဘာသာပြန်ဆိုထားတဲ့ Paris ကြဆုံးကန်းစာအုပ်အခန်း28ဖြစ်ပါတယ်ကဲစလိုက်အောင်စိမ့်လီရင်ဆက်ရုံလို့သူမများကစပိန်မှထွက်ခွာပြီးသူတို့ဆက်ရုံမှာရဲပေါ်များအုပ်နှုတ်ဆက်ပွဲကျင်းပသည့်ညနေတွင်လန်ဒန်မြို့ရှိမဆွတ်ဖက်ရေးကော်မတီသို့ပေးပို့လိုက်သည့်ဆိုဗီယက်ကိုယ်စားလှယ်ထုတ်ပြန်ချက်ကိုသတင်းစာများကဖော်ပြကြသည် ဆိုဗီယက်ကိုစလဲဤထုတ်ပြန်ချက်ကြောင့်ပါရီအလုံသမားများသည်စိတ်ဓာတ်တက်ကြွနေကြသည်လမ်းမများမြေရောက်မိယထဗုဒ္ဓများကဖေးများတွင်လူများသည်ထိုကြင်ညာချက်အကြောင်းကိုသာပြောနေကြသည်ယခုအချိန်တွင်စပိန်ပြည်သူတို့သည်အထီးတဲမဟုတ်တော့ဟုကြင်ညာချက်တွင်ဖော်ပြထားသည်မရှော်သည်သူ့မွေးနေအထိတ်မှတ်ပွဲကိုကျင်းပရသည်နှင့်ရင်တွေခုန်နေသည်စပိန်သို့သွားရသည့်အတွက်ဝမ်းသာနေစဉ်ထိုကြင်ညာချက်ကြောင့်မရှော်ပို၍ဝမ်းသာနေသည်သူဘဝတလျှောက်လုံးယုံကြည်ခဲ့သည့်အယူဆသည် အောင်ပွဲခံတော်မူစပိန်တို့သွားမြင်ရဲဘော်များကိုစားမိကွန်းပြောသည့်အခါတွင်မရှော၏အတန်သည်တုံလျက်ရှိသည်ဒီလိုတိုက်ပွဲကြီးကိုကျွန်တော်တို့မျှော်မှန်းခဲ့တာကြားလာပါပြီစိတ်ရင်တိုင်းကစင်ရသားနင်းပြားတွေကိုရှေ့ဆောင်လမ်းပြခဲ့တဲ့ရဲဘော်ကြီးဘာဘူးရဲ့မျှော်မှန်းချက်ဟာဘာလဲကျွန်တော်တို့ရဲ့တော်လန်ရေးဟာကြီးကျယ်ခမ်းနားတဲ့နောက်ထပ်တော်လန်ရေးကြီးတစ်ခုရဲ့ရှေ့ပြေးမြတာဖြစ်တယ်လို့အသက်မခံရခင်မှာရဲဘော်ဘာဘူးကတရားသူကြီးတွေကိုပြောသွားခဲ့တယ်ဟုတ်တယ်သူပြောတာမှန်တယ် 1848ခုနှစ်ကြတော့ဝစ်ဆုံပြဝတ်တဲ့အလုပ်သမားတွေဟာအမြောက်ဆန်နေကြည်စံနေရှိမှရင်ကော့ပြီးအသေးခံသွားခဲ့ကြတယ်။သူတို့အဖို့တိုက်ရင်တည်မလား၊ငိုက်ရင်တည်မလားဆိုတဲ့လမ်းနှစ်လမ်းပဲရွေးစရာရှိခဲ့တယ်။အဲဒီတုန်းကကွန်မြူနစ်ဝါဒဆိုတာမပေါ်သေးဘူး။ဝိုးတဝါအိမ်မှာပဲရှိသေးတယ်။ကွန်မြူနစ်ဝါဒဆိုတာနတ်သမီးပုံမြင်တဲ့ရနတ်တုတ်တာမုံနဲ့ဓမ္မဘုံလိုစိန်ကြတဲ့အလုပ်ယုံလို့ထင်ခဲ့ကြတော့မှရှိသေးတယ်။အဖေတွေတည်ကြတဲ့အခါကျတော့သူတို့သားတွေကိုမှားခဲ့ကြတယ်။ ခစ်ပြောင်းတော်လှန်ရေးခစ်ကြီးကိုမလွဲမသွေရောက်ရမယ်တဲ့အဲ့တုန်းကသူတို့မှအစွဲလန်းကြီးကြသေးတော့ဘုံဝါဒဆိုတဲ့အမည်ကိုမတုံးကြသေးဘူးလူမှုတော်လှန်ရေးခစ်ပြောင်းတော်လှန်ရေးလို့ပဲတုံးနေကြတယ်ဒါပေမဲ့သူတို့သားတွေကတော့ပါရီဘုံအဖွဲ့ရဲ့အလံကိုလွှင့်တင်ခဲ့ကြတယ်မက်ဒရစ်မြို့သူမြို့သားတွေသူတို့မြို့ကိုအခုကာကွယ်နေကြသလိုပဲပါရီရဘုံအဖွဲ့ဝင်တွေကလည်းသူတို့ပါရီမြို့ကြီးကိုကာကွယ်ခဲ့ကြတယ်ဗာစေးနန်းတော်ဘောကအောက်စိုးသူတွေဟာ တိုင်းပြည်ရဲ့အကောင်းဆုံးသားရည်နာထောင်ပေါင်းများစွာကိုပြစ်တတ်ခဲ့ကြတယ်။ဗာစီနန်တော်ဘုရားအုပ်စိုးသူတွေရဲ့အကျဉ်းထောင်တွေကအကျဉ်းသမားတွေဟာကြီးစံတွေကိုစောင့်ရင်းတနေ့မှာတော်လန်ရေးကြီးမုတ်ချဖြစ်လိမ့်မယ်လို့ဩခဲ့ကြတယ်။ကြွေးကြော်ခဲ့ကြတယ်။ဟုတ်တယ်။အဲ့တော့ကမဖြစ်သေးဘူး။အိမ်မက်ထဲမှာပဲရှိသေးတယ်။မျော်မှန်းချက်ပဲရှိသေးတယ်။ဖို့မီးရတပိတ်မှောက်အလုပ်သမားတွေဟာဒီမျော်မှန်းချက်နဲ့ပဲအသေးခံခဲ့ကြတယ်။ဂျော်ရေးဟာဒီမျော်မှန်းချက်နဲ့အသေးခံခဲ့တယ်။ဘာတော်ခန္တာထဲကစစ်သားတွေ ရှမ်ပိန်းရကလုတ်ကျင်းတွေထဲကစစ်သားတွေဟာလည်းအလားတူပဲမြောင်မှန်းခဲ့ကြတယ်။အိမ်မက်မက်ခဲ့ကြတယ်။ခုဒီအိမ်မက်ဟာအသက်ဝယ်နဲ့အရာတခုဖြစ်လာပြီ။တိုင်းပြည်တစ်ပြည်ဖြစ်လာပြီ။နိုင်ငံတော်တစ်ခုဖြစ်လာပြီ။ဒီမှန်တရားကိုဘယ်သူမှဖုံးလို့မရဘူး။ဘယ်အရာကားမှလည်းချေမုန်းလို့မရဘူး။ကျွန်တော်တို့ခုတိုက်ပွဲကိုသွားကြရတော့မယ်။ကျွန်တော်တို့ဟာဖြစ်ကောင်းဖြစ်လာမယ့်အရာတခုအတွက်တိုက်ခိုက်မှာမဟုတ်ဘူး။ဖြစ်နေတဲ့အရာတည်ရှိနေတဲ့အရာအတွက်တိုက်ခိုက်မှာပဲဖြစ်တယ်။ဝင်ကြီးချုပ်ဘလုံးနဲ့ဝင်ကြီးဘီလာတို့ရဲ့အမိန်အရာ စပိန်နယ်စပ်ကိုပိတ်ထားလိုက်သည်တို့ရရင်ထောင်ပေါင်းများစွာသောအပျော်ရန်တပ်ဖွဲ့ဝင်များသည်ပရီနေတောင်ရိုးကိုကြော်ကာနေစဉ်နှင့်အမျှစပိန်စစ်မြေပြင်သို့တွားနေကြသည်အချို့ကကုန်သည်များသတင်းစာဆရာများဖြင့်ရထားနှင့်တရားဝင်သွားကြသည်အချို့ကတော့တောင်ပေါ်လမ်းများမှခြေကျင်ဖြတ်ကြသည်မရှောနှင့်အခြားလုံသမား၈ယောက်မှတရားဝင်ဖြတ်ကူးဝင်ရကြသည်မရှောကဘဝသက်သတင်းစာသတင်းထောက်ဖြင့်တွားခွင့်ရသည်သတင်းထောက်ခန့်လွာကိုပီယာကရအောင်လုပ်ပေးသည် အပြော်ရန်တပ်ဖွဲ့ဝင်94ယောက်ကပါဗီနွန်သို့သွားရမည်ထိုမှတစ်ဆင့်ကာတာလိုနီးယားသို့ကူးရန်ဖြစ်သည်ယထာကညရှင်နာရီတွင်ထွက်မည်ကွာဒေါစီဘူဒါယုံတွင်အပြော်ရန်တပ်များကိုလိုက်ပို့သူများဖြင့်ပြည့်နေသည်ပထမရန်နှင့်ဒုတိယရန်တွဲများဘက်တွင်လူတွေစုပြုံနေကြသည်လက်ထပ်ပြီးဇနီးမောင်နှံတို့ကရီမောလျက်အဖိုးကြီးတစ်ယောက်ကကိုလုံးဒီပုံမျက်နှာဖုံးဖြင့်မဂဇင်းတစ်စောင်ဝယ်နေသည်ယထာပတိမအမျိုးသမီးတစ်ယောက်ကပန်းစည်းတွေကိုခြေမွှားနေသည်မိယထာလောက်သမားများကတော့ဟိုတယ်ကပြားတွေချိတ်ထားသည့်လက်ဆွဲတက်တာများကိုတယ်လာကြသည် ခရီးသည်များတွေတွင်လုပ်ငန်းရှင်များပါရီဆောင်းနှင်းမုံကိုရှောင်ရန်တောင်ပိုင်းသို့သွားမည်အမျိုးသမီးများအယ်ဂျီးယားသို့သွားမည်စစ်ဗိုလ်များလည်းပါကြသည်မက်ဒရစ်ကတော့မနက်ဖြန်တပတ်ခါဆိုရင်ကြာတော့မှာပဲဗျမက်ဒရစ်ကြာသွားရင်ပြီးသွားတာပေါ့လေကောင်းသွားမှာပါဆိုပြီးတော့အချင်းချင်းပြောနေကြသည်တို့ရရင်တတရတန်းတွဲများနေတွင်စုပြုံနေသည့်လူဟုတ်ကမူသူတို့နှင့်လုံးဝမတူစကားပြောတဲ့နှင့်မိခိုးတွေကြားတဲ့တွင်နှင်းစီလီများနဲ့ဇော်မွားပန်းစီများသည်အလံငယ်ကလေးများလိုထင်းကနေပေါ်နေသည် အပြော်ရန်တပ်သားများ၏မိတ်ဆွေများရဲဘော်များအမေများတားမရများကဘူရာယုံတို့ဆင်းလာကြသည်နှုတ်ဆက်တမ်းစကားပြောသံများကြားမှဒီကောင်နေမက်ဒရစ်ကိုမသိမ်းနိုင်ပါဘူးဆိုသည့်အတန်သည်အတန်အားလုံးကိုကြီးစိုးနေသည်ဒီနစ်သည်လူအုပ်ကြီးကြားထဲတွင်ညံ့နေလေသည်မြတ်ထဆောင်ကကိုနေရာကိုရှာကြကိုနေရာကိုရှာကြဟုအော်သည့်အခါကျမှဒီနစ်သည်ရှေ့သို့အတင်းတိုးဝင်လာခဲ့သည်မေရှော၏အင်ကြီးလက်မောင်းကိုလှမ်းဆွဲလိုက်သည်အကိုညီမဆောင်နေမယ်နော် ်အဂေါတန်ပေါ်လာသည်ပလက်ဖောင်းပေါ်ကလည်းလက်သီးလက်မောင်းတန်း၍អော်ကြသည်တတိယဒန်းတွဲလေးတွဲရှိပရင်းပေါက်များပေါ်မှာလည်းလက်သီးလက်မောင်းတန်း၍អော်ကြသည်ပထမဒန်းတွဲနာတွင်ရက်နေသည်တတနာနာအမျိုးသမီးကြီးတစ်ယောက်ကနှာခေါင်းကိုရှုံလိုက်ရင်ကြက်တီတုံးလိုက်တာ ဟုဆိုသည်ဒိနစ်ကလက်ကင်ပေါ်ကိုရမ်းပြ၏ပရင်းပေါက်မှကိုတပိုင်းပြူထွက်လာသည်မရှောကိုနှင်းမုံလေတွင်မြင်ရသည်ဘဲနယ်လေဟု မရှောကလှမ်းអော်၏အမေတို့တယောက်ကငိုနေသည်မိရထမမိနေနေကလေးများသည် မဲမှောင်သည့်ဥမင်းတွေတွင်လင်းနေကြသည်စစ်ချီတခြင်းသားများသည်နှင်းမှုန်တွေတွင်မျောပါလာကြသည်လွန်ခဲ့သည့်ရက်များတွင်ကဒဇက်ကလေးများအငိမ့်မနေဒါကြောင့်မရှောပင်မလာပြီမောမောဖြင့်ချက်ချင်းအိပ်ပျော်သွားသည်အိပ်ပျော်ရင်ယထာဘိမိတန်းစကားပြောတန်းဘုရားအမိများကိုဖတ်တန်များကိုကြားနေရသည်အာယုံတက်ခါနီးနာဘုံမြွနာရောက်တော့သူနိုးလာသည်ယထာကမှိုင်းပြပြကန်းကြီးပေတွင်ဖြတ်ခုန်နေသည်ကန်းဆက်တွင်မျက်ပင်ရှည်ရီကျူပင်တွေပေါက်လျက် ငှက်များကငိမ်သက်နေသည့်ရေပြင်ပေါ်တွင် နှိမ့်နှိမ်ကလေးပြန်သွားကြသည်ခဏကြာတော့ကံရေပြင်တွင်နှင်းစီရိပ်ပြေးစားပြူလာပြီမရှောသည်ဒင်းနစ်ကိုမှတ်ရနေသည် သူ့လက်များ၏နှွေးထွေးသည့်အတွေ့သူနောက်ဆုံးပြောလိုက်သည့်နှုတ်ဆက်စကားမရှောဝမ်းမနေအားမငယ်သူ့ရင်သည်ပကတိငြိမ်းချမ်းနေသည်ထို့နောက်ပင်လယ်ပြင်ကြီးကိုမြင်ရသည်ညီမျှငြိမ်းချမ်းသည်။မြင်မြင်သမျှအရာဝတ္ထုအပေါင်းသည်ပျော်ရွှင်မှုအတွက်ဖန်တီးထားသည်နှင့်စပြေချမ်းနေတငါတယ်များ၏ပိုက်ကွန်တွင် ထို့နောက်တောင်ပိုင်းနယ်မြေများပေါ်မှာသူရိယနေဝန်တို့ရရင်စစ်မြေပြင်သာရောက်လာပြီတောင်တန်းမှိုင်းပြပြတို့ကိုကြော်လိုက်ရင်တွေ့ရတော့မည်ယထာတွဲတွင်လူတွေနိုးလာကြသည်မယမ်းရောင်နီးညိုရောင်တလဲစီပြောင်းနေသည့်တောင်တန်းကြီးများကိုတအံ့တော်ကြီး၍လိုက်လာကြသည်ထိုတောင်တန်းများတစ်ဖက်တွင်မူသူတို့ရဲ့ကံကြမ္မာယထာတွဲများတွင်အပျော်တန်းတပ်သားများမှာပမြည်သူမှမရှိကြတော့သူတို့ယထာဝင်လာသည့်ခါတွင်စပိန်သမ္မတနိုင်ငံအစိုးရ၏နေသားဆောင်တပ်များကလက်သီးလက်မောင်းတန်းနှုတ်ဆက်ကြသည် ပထမဆုံးတွေ့ရသည့်အပျက်စီးများအနီးတွင်ကလေးများသည်ရီကိုမတ်သချင်းကိုလေချုံနေကြသည်တေးတန်ကလွမ်းစရာလိုလိုပျော့စရာလိုလို၆လကြာသည့်အခါတွင်ပါရီဘုံအဖွဲတက်ရဲမှဗိုလ်လေးမလျှော်သည်အခြားသောပြင်သစ်အပျော်တန်းတတ်သားတရာတို့နှင့်အတူမက်ဒရစ်မြို့နီးရတဝက်တပြက်ပျက်စီးနေသည့်ရွာကလေးတရာကိုကာကွယ်လျက်ရှိသည်သူတို့သည်အာယုံမတက်ခင်တနအီလောက်တွင်ထိုရွာကလေးသို့ရောက်လာခဲ့ကြသည်သူတို့ပပတ်လေတွင်တော့ကတ်စတီဘိုယန်ကြောက်တောင်တန်းကြီးဟာကြောက်သားပင်လယ်ပြင်ကြီးပမာ ို့ရရင်တို့တွေရမှုပတ်ဝန်းကျင်နေမတူတို့မျက်နှာများကရှင်လန်းတက်ကြွလျက်နောက်ပြောင်ရီမောလျက်စကားတသွင်သွင်ပြောလျက်ပတ်ဝန်းကျင်ရရက်ဆက်သည့်အလှကိုစောင်းသည်ဌာနေများကအင်ထရီကြီးသည်လေးနက်သည်စိတ်တက်ပြင်းသည်တို့သည်ပတ်ဝန်းကျင်နှင့်၎င်းဌာနေလူလူများနှင့်၎င်းရောနှော၍မရပဲဖြစ်နေကြသည်ပျော့ပျော့နေတတ်သည့်ပါရီသားတို့သည်သစိမ့်တရံဆန်လိုဖြစ်နေသည်အရေးတော်ပုံကိုယုံကြည်ချက်နှင့်စပိန်လူလူ၏ပြူငှာမှုကြောင့်သာလျှင်တို့၏အိမ်လွမ်းဝေဒနာတပ်သားခြင်းဖြစ်သည် မနက်ခွန်းနာရီတွင်ဖက်စစ်တပ်များကအမြောက်ကြီးများဖြင့်လှမ်းထူကြပြီးနောက်ရွာဘက်သို့တက်လာကြသည်သူတို့လက်ချက်ဖြင့်စက်ကြီးသမားလေးယောက်ကျသွားသည်မေရှောနှင့်ရဲဘော်တို့ကတောင်ကုန်းပေါ်ရှိကမန်းကရန်တူးထားသည့်ကရုတ်ကျင်းထဲတွင်ဝင်နေကြသည်ဖက်စစ်တို့ကကြောက်ဆောင်များကိုကာကွယ်ယူ၍တက်လာကြသည်စစ်တပ်များကတွင်တွင်ပစ်ပေးနေသည့်ဖြင့်ရန်သူတို့ရှေ့သို့မတိုးနိုင်ကြရန်သူများကတက်ကူများဖြစ်၍တက်လာကြပြန်သည်လက်ပစ်ပုံးနှင့်ထုဟုမေရှောကအမိန်ပေးသည်တိုက်ပွဲကဘာမှမကြမိနစ်အနည်းငယ်သာကြာသည် တို့ရရင်မေလျှော့ဖို့မူတနေ့လောက်ကြာသည်ဟုထင်ရသည်သူတို့သည်ရန်သူများကိုတွန်းလှန်နိုင်ခဲ့ကြသည် မေလျှော့၏ရဲဘော်တော့ကလောက်ပြင်စရာဂျင်ကျူးမှာမွန်တဲလောက်တွင်စုံသွားသည်သူ့ဝေဒနာပြင်းထန်သည် ဝေဒနာကိုခံစားရင်မပိမတပြောနေသည်တို့ရရင်သူ့စကားများကိုမေလျှော့မသေးကွယ်ညနေပိုင်းတွင်သူတို့နေရာသို့စပိန်တိုင်းရင်းတရင်ရောက်လာပြီးတာဝန်လဲကြသည်မူလကတသားတရာကျော်ရှိတော်လဲတိုက်ပွဲပြီးသည့်ခါတွင်52ယောက်သာကျန်တော်သည် 18ယောက်ကိုစိတ်ယုံသူပို့လိုက်ရသည်ပြစ်သက်တာများသည်မိဘုံများကိုဖိုးကားရောင်အန်းနေသည်သူတို့ခြေောက်များကိုမိခင်ကြသည်ထမင်းချက်ကြသည်တယောက်ကတပြင်းချသည်ဟင်းညိုရဲတွင်ဟင်းခတ်ဘာမှမရှိခါတိုင်းအနားယူကြလေတယောက်နှင့်တယောက်နောက်ပြောင်နေကြတချင်းဆုံနေကြတို့ရရင်ယနေ့တွင်မူတိုက်ပွဲနိုင်ခဲ့သည့်တိုင်သူတို့သည်စိတ်မကောင်းဖြစ်နေကြသည်ကြောက်ဆောင်များနှင့်စူးချုံများကြတွင်ရဲဘော်များစွာကိုစွန့်ပစ်ခဲ့ရပြီအေးစိမ့်သည့်လေကဆွေရိုက်တိုက်နေသဖြင့်သူတို့အားလုံးခိုက်ခိုက်တုံနေကြသည် တို့တွင်အဝယ်စားကောင်းကောင်းမပါကြခိုက်ခိုက်တုံချမ်းထဲတွင်ကုတ်နေကြသည်တယောက်မူတစ်ချိန်လုံးကျိန်ဆဲနေသည်ကျိန်ဆဲမှာအချမ်းတတာမြည်လို့မဆိုနိုင်သူသည်အားလုံးကိုကျိန်ဆဲဟင်းချိုကိုကျိန်ဆဲလေကိုကျိန်ဆဲဖက်စစ်တို့ကိုလည်းကျိန်ဆဲစစ်ကိုလည်းကျိန်ဆဲရွာကဟာလာဟင်းလင်းရွာသားတွေထွက်ပြေးကုန်ကြပြီနှစ်အိမ်သုံးအိမ်လောက်သာမီးမြင်ရသည်အဖွားအုပ်တယောက်ကတစိတ်တကောင်လို အမောင်ရိတ်ထဲမှထွက်လာကမိဖို့နာသူရောက်လာသည်တာမန်လေသူမာကြီးတို့ဖြစ်၍ တကိုယ်လုံးအနက်ဝက်ထား၏။ကောင်းတွင်လက်ကင်ပေါ်အနက်ကိုစီးထားသည်။အဖွားကြီးကမစ်ရှောကိုတစုံတရာလှမ်းပြောသည်။တို့ရရင်မစ်ရှောနားမလဲ။စပိန်စကားအနှဲငယ်သင်ထားသည့်တိုင်သူပြောသည်ကိုအတိတ်ပဲမပေါက်။အဖွားကပြန်ထွက်သွားကဝက်ပေါင်ကြောင့်ချံကိုယူလာပြီးလက်ညှိုးထိုးပြသည်။မစ်ရှောသည်ဂျင်းတော်အမေကြီးကိုတွား၍အမှတ်ရသည်။ဟုတ်သည်။ဤဖွားကြီးလည်းဂျင်းတော်၏အမေနှင့်အတူတူပဲ။အဖွားကြီးကတက်ပြင်းချသည်။လူလေးတို့သူတို့တတ်ကြလိမ့်မယ်။ ဆိုပြီးဂျင်းတော်ဤအမေကိုပြောတယ်လို့ပြောမိမဟုတ်ချကဘာဤသည်တည်တည်ကလေးမျှတာအရာအားလုံးကိုချက်ချင်းနားလည်နိုင်ကြသည်သာမလျှော့ကသူ့ဘေးတွင်ထိုင်နေသည့်ရဲဘော်ကိုလှမ်းပြောသည်ကျုပ်တို့ဟာသူတို့အတွက်တိုက်နေကြတာလို့စပိန်လေသမားတွေကပြောကြတယ်အမှန်ကတော့မဟုတ်ဘူးဗျကျုပ်တို့ဟာပါရီအတွက်တိုက်နေကြတာပြင်သစ်ပြည်အတွက်တိုက်နေကြတာဒီနေ့ပဲဂျင်ကျူးဟာပါရီအတွက်အသက်ကိုဆွန်သွားခဲ့ပြီလေတခါတော့ကသူ့အိမ်ကလေးကိုကြောက်ရောက်ဟူရဲဗျမွန်ထရုရက်ွက်ထဲကအိမ်ကလေး ရှေ့ရပန်းချံကလေးနဲ့လမ်းထိပ်မှာတော့ကဖေးဆိုင်ကလေးနဲ့လေသူတို့ဒီတချင်းတစ်ပုတ်ကိုခတ်တုတ်တုတ်ဆိုနေကြသည်ပါရီပါရီတို့ရွာတို့ပြီအခန်း29ပါရီယာထုံးစံတိုင်းစီကားမြင်းဇပွဲတွေစဝင်သည့်ပထမညများစောင်းဥပေါက်လှတ်တော်အစည်းအဝေးအဝတ်စားဖက်ရှင်ပြပွဲများရွှေဆိုင်တန်းဟာတွေ့ရမြဲရွှေပွဲစားများအမေရိကန်တရေမတအူးကိုပြန်ပေးဆွဲသည့်ကိစ္စလက်ထပ်မင်္ဂလာပွဲအချို့နှင့် ကိုကိုကိုတတ်သိသည်အဖြစ်ပြက်တချို့တဆသည်ဝင်ကြီးချုပ်ဘလုံးရင်ဆိုးရအောင်ဖြုတ်ချရန်စိတ်ကူးစေတို့ရရင်အဆိုးရသည်အလျင်ငှားထပ်ပိုပြီးအားကောင်းလာသည်ဟုလွတ်တော်အေကမ်းများတွင်ပြောနေကြသည်အဆိုးရကြီးမဆွတ်ဖက်ရေးဝါရာကြောင့်ရေဒီကယ်အမတ်များငြိမ်ကြသွားသည်တပိတ်တွေလည်းမရှိကြတော့ဓာတ်စာတို့အောင်ပွဲခံနိုင်ပြီပါရီလူထု၏အထာကိုသူကောင်းကောင်းသိသည်အခြားတိုင်းပြည်များတွင်လူတွေတယောက်ကိုတယောက်တတ်ဖြတ်နေကြသည်အစာကိုလျှော်စားနေကြသည်ခပတ်ကိုတင်းအောင်ဆွဲပတ်နေကြရသည် လက်နက်များကိုထုတ်နေကြသည်ခံတပ်များနှင့်အကျဉ်ထောင်များကိုစောက်နေကြသည်သူတို့ခေါင်းဆောင်များနှင့်ဗိုလ်ချုပ်များကိုထောမနာပြုတ်နေကြသည်တို့ရရင် ပါရီကမူအဆိုတော်မော်ရစ်ရှ်ဘေးလီယာကိုဩဘာပေးနေကြစေမော်ရစ်ရှ်ဘေးလီယာကပါရီသည်ယခုတိုင်ပါရီဖြစ်သည်ဆိုသည့်တချင်ကိုမမောမပန်းအကျဉ်တထောင်မြောက်ဆို၍ကောင်းတော့တို့တိုင်အောင်ငြိမ်သက်နေသည့်အပေါ်ရန်မျက်နှာပြင်အောက်၌တိုက်ပွဲတွေကတော့ပေါ်နေသည်မျိုးသိပ်ထားရသည့်ဒေါသသည်မှုဝဲတစ်ခုလိုစူပွက်နေသည် အိမ်အောင်နေပြုတ်ကွဲကြသည်ထိုရများတွင်ဟာအိမ်အောင်ဤမချမ်းမသာဖြစ်ရသူမှာတက်ဆတယောက်တည်းမဟုတ်တခါတရံတွင်ကဖေးများတဲ့နိုင်ငင်းခုံပြီးတယောက်နှင့်တယောက်ပြစ်ကြခတ်ကြသည်အထီးပင်တိတ်တဆိတ်ကြိတ်ကွဲနေသူများမှာရေတွက်ရွေပင်ရမည်မထင်နိုင်ငံသားတိုင်းမိများကပထဝီဝင်အမိများနှင့်အိမ်နီးချင်းဖြစ်သည့်တိုင်အနေဝေးသည့်စပိန်ကြီးရတိုက်ပွဲများသည်ပါရီမြို့တော်မှာအရာရာကိုအဆုံးဖြတ်ပေးနေကြသည်ပါရီတွင်ဂိုင်းနှကိုင်းကွဲနေသည် ပိတ်တွေမှောက်တော့ကကြောက်တူးတုန်ခဲ့ကြပြီးအိမ်ရှိသူစီတန်းစာနာပြသူတွေရောက်လာတိုင်းကိုယ့်ပစ္စည်းကလေးတွေပါသွားမိလို့ကြောက်သဖြင့်တကားတွေအလုံးပိတ်ထားခဲ့ကြသည်လူများကမြေပုံပေါ်တွင် အလံနီကလေးတွေအလံပြာကလေးတွေကိုမျောလင့်တကြီးဖြင့်စိုက်ကြသည်အလုံသမားရက်ကွက်များတွင်မူထိုမြေပုံကိုကြည့်ပြီးမက်ဒရစ်မြို့မကြနိုင်တော့ဘူးဟုဝမ်တာအားရပြောကြသည်နိုဝင်ဘာလလယ်လောက်ရောက်တွင်မူဖရန်ကိုဤတံများသည်မက်ဒရစ်မြို့တကားဝရင်ရက်တက်နေရပြီးဟုဘရီဂျူးဤသတင်းစာများကပင် ထုတ်ဖော်ဝန်ခံလာကြရသည် စပိန်ပြည်သူများကဖရန်ကိုဤတံများကို မာဇာနာရက်မြကန်တွင်ဟန်တားထားကြသည်ဖက်စစ်တွေကိုဖြတ်ကူးဝင်မပေးဟုပြောကြသည်ထိုအတန်သည်ပါရီအလုသမားလူဒန်းစားရက်ကွက်များတွင်ပဲ့တင်ထန်နေလေသည်သူရဲကောင်းပီသားသည်မက်ဒရစ်မြို့ကအလုသမားတို့အကြောင်းပုံမြင်နေရတဲ့အမျိုးမျိုးလူလူများကနိုင်ငံတကာအပြော်လန်းတက်ခွဲဝင်များ၏စွန့်စားမှုများကိုလည်းပြောပြနေကြသည်တပ်တုတွင်အလုသမားများနှင့်ချီဆက်အလုသမားများကသူတို့ဆက်ယုံမှပါသွားသောတိုက်ပွဲဝင်ရဲဘော်များအကြောင်းကိုဂုံယူ၍ပြောကြသည် မနက်ထုတ်သတင်းစာကိုဖတ်ပြီးနောက်ဝင်ကြီးပီလာပြုံးသည်မက်ဒရစ်မကြသည်တတော်ချင်းသည့်စဖြစ်သည်ဝင်ကြီးဖြစ်သည့်နေရာစာ၍အယူဆတိုက်ပွဲတွေလူဒန်းစားတိုက်ပွဲတွေကမ္ဘာအရေးခင်းတွေကိုပီလာမစင်းစားတော့လွှတ်တော်တွေကလက်ဝဲခိုင်းနဲ့လက်ရာခိုင်းကြတွင်အလျှော်တင်းလှုပ်ရီကစားခြင်းနေစဉ်နဲ့အမျှတခါတရံတွင်나ယီနှင့်အမျှထောက်ခံမဲတန့်ကွက်မဲတွက်ချက်ခြင်းအစိုးရထောက်ခံမဲများအောင်လှုပ်ခြင်းယာရုများခန့်အပ်ထားခြင်းနဲ့ပြောင်းရွှေ့ခြင်းစုတစိတ်ချီးမြှင့်ခြင်းစတာတွေဟာသူ့အဖို့နိုင်ငံရေးကိစ္စများဖြစ်လာသည် သူကဘာလောကသည်ကွဲလွယ်ရှလွယ်သည့်အဖိုးတံပစ္စည်းတွေလှောင်ထားသည့်အခန်းချင်းကလေးတစ်ခုနှင့်တူနေသည်ဘဲကိုလှဲ့လေလှဲ့เสียရမရှိလက်ကလေးပင်လှုပ်เสียရမရှိယခုမက်ဒရစ်မြို့မကြသည်ဟုဆိုသည့်ခါတွင်ဘီလာသည်သူကဘာလောကချင်းချင်းကလေးထဲမှထွက်လာကတဝါဤအသက်ရှူမိသည်မက်ဒရစ်ကိုကာဝယ်ထားသည့်တမရနိုင်ငံတပ်များကိုချီးကျူးရအောင်မည်အာငါတို့ပြင်သစ်အပြော်တန်းတက်တယ်လေရှိတာပဲကိုအပြော်တန်းတက်တယ်ထဲမှာဆိုရှယ်လစ်ပါတီဝင်အလုပ်သမားတွေတောင်ပါသေးတယ် ဆိုပြီးတော့တွေးနေမိသည်သတင်းတွေဖတ်ပြီးပြီလားပြို့ဘရီကျူတော့အောင်ပွဲခံတော့မဲဆိုတာဗမာဟုတ်လို့လဲဗျအလုတ်သွားတွေကိုသူ့အမာခံတက်တယ်လို့အောက်မေ့နေတာဟိုသူ့လူတွေကသာအရေးရှိရင်ယုံလို့အမိထောင်ပြေးကြတာအလုတ်သမားတွေကတော့ဒါမျိုးသွားဆန်လို့ဘယ်ရမလဲဗျဘီလာကသူ့အတွင်းဝင်ကိုလှမ်းကြော်သည်ခဏကြာလေးဘီလာသည်ညီငွေပွဲကောင်းသည့်လုပ်ငန်းတွေကိုစလုပ်သည်ပထမဧည့်သည်များကိုလက်ခံတွေ့ရသည်ဝိလေကြောင့်ပဲဖြေတန်ဖြေရသည်လက်တပြောင်တိုက်ပြီးငင်းတန်ငင်းရသည်မဖြစ်နိုင်သည်ကိုဂတိပေးတန်ပေးရသည် သူ့ကိုလာတွေ့သူများတဲ့တွင်သူနဲ့ဆန့်ကျင်ဘက်ပီရိုးဆိုသည့်လွှတ်တော်အမတ်တယောက်လည်းပါသည်ပီရိုးကတိုင်နှက်ချက်တွေတင်းသည်နေတိုင်းလူတွေနေဆက်ကိုဖျက်ပြီးစပိန်နယ်ထဲသွားနေကြတယ်ဒါကိုလက်ပိုက်ကြည့်နေရင်တနေ့မှာဖရန်ကိုကကျွန်တော်တို့ရန်ရှာလာလိမ့်မယ်မနှက်ပြန်ဆိုရင်ဖရန်ကိုကစပိန်တပြည်လုံးလောက်ကိုတော့တိမ့်ပြီးတော့မှာအထူးသဖြင့်ကျွန်တော်တို့မဲဆန္ဒနယ်ကလူထုကဆိုရင်စပိန်မှာဘယ်အစိုးရပဲတက်တက်စပိန်နဲ့ဆက်ဆံရေးကိုကောင်းစေချင်ကြတယ်။ဝင်ကြီးပီလာကပြုံးလိုက်သည်။ဒီမှာအမှတ်မင်း စပိတ်မှာဘသူနိုင်မလဲဆိုတာဘသူမှမပြောနိုင်သေးဘူးဗျခမားလည်းနောက်ဆုံးသတင်းတွေကိုဖတ်ပြီးရောပေါ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်လေအမမင်းပြောတာကိုကျွန်တော်မငင်းလို့ပါဘူးဘသူတက်တက်ကျွန်တော်တို့တွေကတော့ဆက်ဆံရေးမပြောင်းထိမ့်သိမ့်ပါပါစပိတ်ဟိုအပြော်လန်းတက်တွေတွားခွင့်မပြုဘူးလို့ကျွန်တော်တို့ဂရိပေးပြီးပဲဟာကျွန်တော်တို့ဂရိတိုင်လောက်အောင်ပါပေါ့ပီရိုးထွက်သွားသည့်ခါတွင်ဘီလာသည်သူ့အတွင်းဝင်လှမ်းပြောလိုက်သည်အရှေ့ပိုင်းပီရီနီယာခရိုင်ရဲဝင်စီကိုညွှန်ကြားချက်ထုတ်ပြ လေကြောင်းဆောင်တက်တွေကိုတိုးပြီးတော့ချထားပါလို့ယနေ့အစိုးရအဲ့ခံပွဲတွေမရှိသဖြင့်ကံကောင်းသည်ဟုဆိုရမည်လေနာယောဂါရှိသည့်ဝင်းကြီးဘီလာသည်အဲ့ခံပွဲတွေမတက်ချင်သူ့ဖို့ကြက်ဥမကြက်တကြက်တလုံးနဲ့ဟင်းနုွယ်ရက်ပြုပ်ဆိုလျင်တော်လောက်ပြီတညနေလုံးဘာမှအလုပ်မရှိတော့လွတ်တော်အစည်းအဝေးတွေအစားပကြီကားလေးပါလေးကိုအေးအေးဆေးကြည့်ရအောင်မည်တက်သက်စာပကြီစရာအန်ဒရီဤပကြီကားများကိုကြည့်ချင်နေသည်မှာကြာပြီဒလောကပြပွဲတစ်ခုတွင်သူ့ပကြီကားတကားကိုပြသွားခဲ့သည် အရိတ်တွေဝေအောင်ဖြန့်မိုးနေသည့်တကြားပင်တပင်လက်ဝဲဘက်တွင်ရဟတ်တစ်ခုလက်ရဘက်တွင်တော့နယံတစ်ခုနယံတွင် လူတယောက်ကရက်လျက်သူဆွဲသည့်တခြားကားများအားလည်းစိတ်ဝင်စားစရာကောင်းလိမ့်မည်ဟုဘီလာထင်သည်အန်ဒရီကားများကိုလူပြောများသည်မဟုတ်လောထိုကားကိုဘီလာဝဲခြင်းသည်ဘီလာသည်ကစေးနေသူတယောက်မဟုတ်တို့ရရင်လက်ခွာသည်ကိုလည်းမကြိုက်ပြပွဲတုန်းကတော့ဒီကားကို၃000လို့ဆိုတာပဲခုနေဆိုရင်၂000လောက်နဲ့တော့ရကောင်းပါရဲ့ဟုတွေးနေသည် သူစတူဒီယိုတို့ဝင်ကြီးပြီးလာလာကြည့်မည်ဆိုသည့်ခါတွင်သူနှင့်ပတ်သက်၍ပြည်ယာပြောမှုသည့်စကားများကိုအန်ဒရီသတိရလာသည်အလကားလူကြီးဟုတွေးကာမျက်မှောင်ကုပ်လိုက်သည်ပကြီးစတူဒီယိုတို့ပြင်ဆင်ထားရမည်လို့ဟုစိတ်ကူးပေါ်သေးသည်တို့ရတွင်မပြေတော့သူ့ကိုတခန်းတနာလည်းလှုပ်เสียမလို့ဗီလာကပကြီးကားတိုင်းကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးဝေဖန်ချက်ပေးသည်အာအယောင်လေးတုံးထတာနှုတ်တာပဲကလထိုင်အောက်မှာရေးထားပုံကိုလေတိုက်နေသလားလို့တော့အောက်မေးရတယ် ။စပယ်ပွေနေရတော့နည်းနည်းဆုတ်ချက်ကျန်းသွားတယ်ကွာ။ဥထရီလိုလက်ရအတက်ဆုံးအချိန်ကဆွဲတဲ့ကားနဲ့တော်တော်တူတယ်။အန်ဒရီယာကသူ့စကားများကိုမကြား။ဗီလာမျက်နှာကိုစစ်စစ်ကြည့်ရင်ပုံတူဆွဲလို့ကောင်းမယုံမဟုတ်ပါဘူး။မျက်နှာကပွားစီစီနဲ့ဝါတတားရင်ဆိုပြီးတွေးနေမိသည်။ထို့နောက်စေးတံကိုဖွာကာဗီလာကြည့်ကျင်သည့်ပုံများကိုယူပေးပြီးအင်ကြီးမှာပုံများကိုခါနေသည်။ဗီလာသည်သူ့ကားကိုဝယ်ကောင်းဝယ်မည်။တို့ရရင်မဝယ်ရင်လည်းကိစ္စမရှိ။သူ့အဖို့ပတ်စံသည်အရေးမကြီး။ ပတ်စံရလာလေတုံးပစ်လိုက်သည်မရှိလေလည်းပမုံနဲ့ဝဲဦးချောင်းကိုရေနဲ့မျောပစ်လိုက်သည်တခါတော့မှမူသူ့ပကြီးကားများဤကံကြမ္မာနှင့်ပတ်သက်၍သူတိကျင်ခဲ့ဘူးသည်သူ့ပကြီးကားများသည်မြေသူလက်ထဲသို့ရောက်သွားမည်နီတို့ရရင်နောက်ဆုံး၌ပကြီးအယောင်းဆိုင်များသို့ရောက်သွားသည်ကြီးသာစတူဒီယိုမှထွက်သည်နှင့်သူ့ကားများသည်ဆုံးဆုံးမြုပ်ပြောက်ွယ်သွားတဲ့သဖြင့်ယခုမူသူ့ဖို့ရိုးနေပြီနောက်ဆုံးပြဝဲမှာပြသွားတဲ့မင်းကားကိုကျုပ်တော်တော်လေးသဘောကျတယ်ဟိုတကြပင်မိုးနေတဲ့ပုံလေးကွယ် အန်ဒရီးယားဘာမှမပြောဘဲနောက်ကားတကားကိုထောက်ခုံပေါ်သို့တင်လိုက်သည်ဤပုံကသူ့အကြိုက်ဆုံးပုံတညဂျဲနန်နှင့်တွေ့ပြီးသည့်နောက်ပိုင်းတွင်အီတလီရက်ကွက်သို့သွားပြီးထုတ်ပုံကိုသူရေးခဲ့သည်ထိုနေ့ကအုံမိုင်းမိုင်းကော်မလေးတယောက်လမ်းတောင်ဝင်ရက်ကတစုံတရာကိုစောင့်မြော်နေသည့်ပုံရဟတ်များတွင်တတ်ထားသည့်မြင်းယုံများကရက်တန်လျက်အဲဒီပုံကိုကြောက်လို့ခြင်းလေအန်ဒရီးမျက်နှာသည်မဲသွား၏စိတ်တံကိုစပွဲချထောက်ဖြင့်ခောက်လိုက်သည်ထို့နောက် ပကြီကားကိုယူပြီးနေရံဘက်သို့လှည့်ထားလိုက်သည်။ဘာဖြစ်လို့လဲ?ရောင်းပြီးွားရလား။ဘီလာကတန့်တော်မေးလိုက်သည်။အန်ဒရီယာခလေးတယောက်လိုပါဇက်ထဲရောက်လာသည့်ဖြေကိုပြောလိုက်သည်။ပြောတယ်မပြောတယ်မစင်စား။သူ့ဖြေပုံကခက်ဆက်ဆက်။ဒီပုံကိုဥအိမ်မှာမချိတ်စေချင်ပါဘူးဗျာ။ဟိုတလောက်တော့နားလေဖို့ကောင်းပါရဲ့။ကိုနဲ့တန်ရတန်ရလောက်ကြတာပဲကောင်းပါရဲ့။ဒီပုံကိုဒီလောက်ကြာကြာကြည့်နေရတော့မှပဲလွန်လာပြီ။ဘီလာဒေါသထွက်သည့်အခါတွင်သူ့မျက်နှာမှာအသားဆိုင်များနေတကွာ။ ကျိုးတက်မြန်မှန်မုတ်စိတ်မှွေအဖျားအောင်နှက်ခန်းနဲ့မေးတို့သည်တုံတက်လာကြသည်အေးဒါကတော့မောင်ရဲ့သဘောပါဗီလာသည်သူ့ကိုပကြီကားတွေပြသည့်အတွက်ကျေးဇူးတင်ကြောင်းရင်ကျေးစွာပြောပြီးအိမ်ရီမပြတ်ပြန်ထွက်သွားသည်အန်ဒရီသည်ဆင်းသွားသောဝင်ကြီးဗီလာကိုလှမ်းကြည့်ရင်းအလကားလူလိန်ဟူရေရွတ်နေသည်ပီယာသည်ဤလူလိန်လူညာကြီးကိုမှအဟုတ်ထင်ခဲ့လေခြင်းလူတယောက်ဤလှုပ်ဆောင်ချက်တွင်အကန့်အသတ်ထားတင်သလောပီယာတို့လူကောင်းတယောက်တွင်လည်းအကန့်အသတ်ရှိတင်သလော အန်ဒရီသည်လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက်ဘီလာမလာခင်ကဆွဲနေသည့်ပချီကားကိုဆက်ဆွဲနေသည်ဆွဲပြီးမရတော့တို့ရရင်တောက်ခုံရှိမှမခွာသေးသူ့အတွင်းနှင့်သူလုံးလယ်လိုက်နေသည်မှောင်လာသည့်အခါတွင်ဆူဖာဘောသို့လှဲချလိုက်သည်မိမြကိုမဖွင့်မိတိတ်ဆိတ်နေသည့်သူ့စတူဒီယိုထဲတွင်ပဲ့တင်ထက်နေမိဂျဲနတ်အတန်ကိုနားထောင်ကြည့်သည်ထိုအတန်လာတော့မိအချိန်ကိုသူစောင့်နေသည်ဂျဲနတ်၏အတန်သည်သူ့အတွက်ငူးရစေဖြစ်နေသည်ထိုအတန်ကိုသူဆွဲလန်းနေမိပြီ။ ထိုချိန်တို့ရောက်လျင်မိသည့်နေရာသို့ရောက်ရောက်ရေယိုကိုလိုက်ရှာမိသည်ယနေ့တွင်မူတစ်ပင်နှင့်ရဟတ်တို့ကိုပြန်ကြည့်မိသဖြင့်ဂျဲနတ်ကိုပို၍တရိယာနေသည် အချိန်သည်တဖြည်းဖြည်းကုန်သွား၏ရေယိုလာတော့မီခလုတ်ကိုဖွင့်လိုက်၏မိစိန်ကလေးပွင့်လာသည်တချင်းဆိုသံထို့နောက်တယောသံထိုသံများကြားမှဂျဲနတ်၏အသံဂျဲနတ်ကပင်လယ်သမုဒ္ဒရာကျမ်းမြင့်ကြောင်းတမာခွန်များကြောင်းကမာကောင်းတို့အလုတ်လုတ်ပုံကြောင်းကိုပြောနေသည်အခြားမဟုတ် လေးရတုများကိုကြော်ညာနေခြင်းဖြစ်သည်ထို့နောက်ကြပြတပုတ်ကိုရွတ်ပြသည်မြည်သည့်ကြပြမှန်းအန်ဒရီမသိလှဲစားခံရကိုဘွားသည်မရဏထံအပြန်ခီတယောတန်နှင့်တချင်းဆိုတဲ့နောက်တစ်ချိန်ပေါ်လာပြန်သည်အန်ဒရီလက်များသည်ခလုတ်စီတို့အလိုလိုရောက်သွားကြသည်ပြစ်သက်လိုပြောနေသောအမျိုးသမီးအတန်အတန်ထွက်လာ၏မက်ထရစ်ကအတန်လွှင့်နေပါတယ်ဒါမှန်ကတက်ခိုက်ရေးတများနဲ့နိုင်ငံတကာတများပါဝင်အစိုးရတများဟာ တက္ကသိုလ်မြို့တော်ကိုလာရောက်တိုက်ခိုက်တဲ့ဖက်စစ်တပ်များကိုတွန်းလှန်လိုက်ပါရရှင်။အစိုးရတပ်များဟာတမြန်ထိုးစစ်ဆင်နွှဲကစစ်တက္ကသိုလ်အဆောက်အအုံများတွင်တက်ဆွဲထားတဲ့ဖက်စစ်တပ်များကိုမောင်းထုတ်လိုက်ပါရ။ဂျာမန်ဗုံးကျဲလီများကမက်ဒရစ်မြို့တော်မြောက်ပိုင်းကိုဗုံးကျဲသဖြင့်လူပေါင်းများစွာတည်ကြွေအများအပြားဒဏ်ရာရရှိသည်ဟုသိရပါရရှင်။ပရင်းမောင်မှနေ၍အပြင်ဘက်သို့ကြည့်လိုက်သည်။အိုမင်းသည်ရှာရှေမီဒီလန်းသည်အိတ်ပြော်လျက်ရှေးဟောင်းပစ္စည်းရောင်းသူဖက်နှက်ချုပ်သမားများနှင့်ပန်းတယ်များလည်းအိတ်ပြော်လျက် ဆေးရှူတဲ့မောင်တို့လာသည့်ဖောက်တယ်များသည်လည်းအိပ်ပျော်ကုန်ကြပြီ။ကြောင်လေးလည်းအိပ်ပျော်ကုန်ပြီ။တခါတရံတွင်အိမ်ပြန်နောက်ကျသူတယောက်တည်းဖြတ်သွားသည်ကိုသာတွေ့ရသည်။လာရီကားတစ်စီးကတဝုံဝုံမောင်းသွားသည်။ထို့နောက်တိတ်ဆိတ်သွားပြန်သည်။မွဲချောက်ချောက်အိမ်များကတိတ်ဆိတ်လျက်အန်ဒရီရင်ထဲကလှိုက်၍ဝမ်းနည်းလာသည်။မက်ဒရစ်ကျောင်းကိုဆက်ရောက်သွားသည်။မက်ဒရစ်သို့သူတစ်ခေါက်မှမရောက်စဘူး။မက်ဒရစ်မြို့ရှူရင်းကိုသူအမြဲကြည့်ခဲ့ဘူးသည်။မှောင်နေသလား။စုညံနေသလား။ တိတ်ဆိတ်နေသလားသူမသိတို့ရရင်ယခုအချိန်တွင်မက်ဒရစ်မြို့ကောင်းကင်သည်လင်းထိန်နေလိမ့်မည်မြေပေါ်တွင်မိမတယောက်သည်ငိုနေလိမ့်မည်ညာတိုင်းထိုနီးနှင်နှင်ဖြစ်လိမ့်မည်ဤသို့ဖြစ်ရသည်ထက်တေသည်ကမှတော်ဦးမည်ဤဖြစ်သည် လူတယောက်ကိုတတ်တတ်ခါအောင်ယူသွားစေနိုင်သည်ဘုံပေါက်ကွဲတန်များနှင့်မိမတယောက်၏ငိုကြွေးတန်ယောက်ကြီးမဟုတ်တို့ရရင်သူဘာများတတ်နိုင်မည်နီးပါရီတွင်သူတို့တွေတကားတွေပိတ်ကဆောင်ချုံ၍အိမ်နေကြပြီ။ သူတို့မှာနွေးနွေးထွတ်ထွတ်တတတတာအပြင်တွင်ဆွတ်ဆွတ်အေးမြနေပြီးအဝေးကမက်ထရစ်မျိုးတွေမူအိမ်တွင်မီးဟုံဟုံတောက်နေကြသည်နွေးထွေပါ၏စိန်ကြပါ၏တို့ရရင်ပါရီမျိုးတော်ဟာကောင်းငင်တွင်လဲလေရင်တန်တွေစုညံလာမည်မဟုတ်ဟုမိသူကအတက်ပြောနိုင်ပါသည်ထို့ခါတွင်တိတ်ဆိတ်မှောင်မဲသည့်ပါရီညသည်စုညံလာတော့မည်မိမောင်ဤညမှာမျက်လုံးကြီးများသည်ကောင်းငင်ကိုအလံတကြားလိုက်ကြည့်ကြတော့မည်မတွေ့တစည်းမှမတွေ့ထို့နောက် ဘုံကျဲတန်တစ်လုံးနှစ်လုံးသုံးလုံးလူများစွာတည်ဆုံး၍အများအပြားဒဏ်ရာရရှိကြောင်းဆိုသည့်အတန်ကိုရေဒီယိုမှကြားရတော်မူထုံမိမ့်မာသည်ဂျဲနတ်များဖြစ်မည်လို့မဆိုတတ်ဤတိတ်ဆိတ်မှုဖြင့်အဖဲအကြောင်ဂျဲနတ်ကိုလိန်နေကြသည်ဂျဲနတ်ကိုလှုံနှိုးကဟဲ့ဟဲ့ကလေးမတောကိုသွားတော့ပင်လယ်ကမ်းစက်ကိုသွားတော့တဏိယာယာကိုသွားတော့ဟုအဖဲအကြောင်မပြောကြသည်အားလုံးကိုသူတို့လိန်နေကြသည်ဖနှတ်ချုပ်သမားကိုရောကြောင်နေကိုရော မြင်မြင်သမျှကိုလိမ်နေကြသည်ဂျန်နတ်ကလှဲစားခံရကိုဘဝသည်မရဏတံအပြန်ခရီးဟုကြပြရွတ်သွားသည် ဟုတ်သည်ဤအဖြစ်သည်ရှင်းသည်ကြောက်เสียကောင်းလွန်လာသည်ဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ကလစ်ကာပေါင်းနဲ့ဒေါ်လန်ပြည်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်နော်